ကျွန်တော်ခုလိုဗီဒီယိုရင်းရှိုင်းလာတဲ့အခါမှာမိဘပြည်သူတွေမိတ်ဆွေတွေကအာအော်တာမယ်ပေါ့နော်ကျွန်တော်မှတကယ်တမ်းဆိုရင်အသက်ပညာလည်းပုံမပေါ့အသိပညာကတော့အနည်းငယ်ပဲရှိပါတယ်အသက်ပညာဆိုတဲ့နေရာမှာ ထူးသဖြင့်ဒီနိပညာထောက်ကူပိုင်းဆိုင်ရာတွေမလုံးဝပါဘူးအဲကျွန်တော်ကူညီပေးတဲ့သူတွေလည်းမရှိပါဘူးကျွန်တော်တဦးတည်းနဲ့ဒီလိုရိုက်ကူရဖြစ်ပါတယ်။ဘာကြောင့်ဒီလိုရိုက်ကူရတယ်လဲဆိုရင်အကြောင်းရင်းဟာအဲကျွန်တော်အနေနဲ့မတန်တင်ထားတာဖြစ်ပါတယ်။တဟာကျွန်တော်ဘဝရဲ့တမိုင်းမှတ်တမ်းဖြစ်တယ်လို့တိုင်းပြည်ရဲ့ သမိုင်းမှတ်တမ်းလေးဖြစ်ပါတယ်။ဘာကြောင့်ဒီလိုပြောရတယ်လဲဆိုရင်ကျွန်တော်ဟာဒီကနေ့အထိအတိုင်းပြည့်အတွက်တရားရခိုင်တော့ကျွန်တော်အရှာရအကူဆုံးလုပ်ပြီးတော့အစီခံနေတာဖြစ်ပါတယ်။ဒီကနေ့ကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးကိုရိုက်ကူရတာဟာ နမကြီးချင်းလို့ဝိစာချင်းလို့အာအသာတူတွေကိုပေါင်းထူးချင်းလို့အာတက်ခိုက်ချင်းလို့စုတ်စားစောကချင်းလို့မဟုတ်ပါဘူးသူနီးသူကျွန်တော်ပြောနေတဲ့စကားကြီးကျွန်တော်ရဲ့အမြောက်ဝိချက်တွေဟာဒါတွေဟာကျွန်တော်ရဲ့တွေ့ခေါ်ရီယူစားရီကျွန်တော်ရဲ့ရည်တိချက် ကနေစီစဉ်လာတဲ့အနှစ်သာရတွေပဲဖြစ်ပါတယ်ဘေဒူတူတယောက်ရဲ့လွန်မှုမပါတလို့ဘေအဖွဲ့အစည်းတစုံပြရဲ့အော်စာလွန်မှုမှုလဲမပါဘူးပရိုပဂန်ဒါလဲမဟုတ်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ဒီညကနေရှင်းရှင်းလေးလေးအတိပေးချင်ပါတယ် ကျွန်တော်အခုပြောနေတဲ့အာတောက်ဆောက်ပြောနေပြောနေတဲ့စာရီစကားရီဗီဒီယိုတွေဟာကျွန်တော်ရဲ့ authentic ဖြစ်တည်မှုလို့ပဲကျွန်တော်တင်ပြချင်ပါတယ် authentic ဆိုတဲ့နေရာမှာလူတူဦးတယောက် ပဲဖြစ်ဖြစ်ပေါ့နော်တစုံတစ်ခုဟာတကယ် authentic ဖြစ်တယ်စစ်မှန်တဲ့အရာကိုပြသခြင်းတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကိုယ်ပိုင်ရည်တည်မှုကိုယ့်ရဲ့ကိုယ်ပိုင် idea ကိုယ့်ရဲ့ကိုယ်ပိုင်တွေးခေါ်နေကိုယ့်ရဲ့စံနှုန်းဒီဟာဘယ်လိုရှိရဲအာဘယ်လိုပုံစံ အသက်ရှင်နေထိုင်နေတွေးခေါ်တယ်ဆိုတဲ့အရာတွေကိုတပါသူတွေကိုရိုးရိုးရှင်းရှင်းနဲ့အယူသားဆုံးရှုထောင့်ကံညှောက်ဝေးတာဖြစ်ပါတယ်အဲ့ဒါဟာပရိုပါကန်တာလုံးဝမဟုတ်ပါဘူးဘာကြောင့်လဲဆိုရင်တဘာဝဖြစ်တည်မှုကိုတဘာဝဖြစ်တည်မှုအတိုင်းကိုတင်ပြလာပြီးဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ် ဒါကြောင့်ကျွန်တော်ဟာကျွန်တော်ရဲ့ဒီ Facebook အာအကောင့်မှာဆိုလို့ရှိရင်လည်းစာမျက်နှာမှာဆိုလို့ရှိရင်လည်းကျွန်တော်တွေးခေါ်တိုင်းကိုကျွန်တော်ရေးတယ်ကျွန်တော်ရဲ့တဘာဝဖြစ်တည်မှုအမှန်ကန်ကိုကျွန်တော်ပြည်သူတွေမိတ်ဆွေတွေကိုသိပေးတယ်အမြဲတမ်းတင်ပြလေးရှိပါတယ်ဒါဟာ စ်မှန်တဲ့ဖြစ်တည်မှုကိုမျှဝေပေးတာဖြစ်ပါတယ်။အဲတော့ကျွန်တော်ဘာရည်ရချက်ရှိတယ်လဲ၊ဘာဖြစ်စေချင်တယ်လဲဆိုတာမေးစရာရှိလာပါလိမ့်မယ်။ကျွန်တော်ရဲ့ရည်ရချက်ဟာကျွန်တော်စီကံအေးကောင်းတဲ့အရာတွေကိုကျွန်တော်တို့ရဲ့လူတိုင်းဝန်စီမှာပြန့်နှံ့စေချင်တယ်။တို့ဘဝစေချင်တယ်။ ကောင်းတဲ့ vibes လေးတွေတို့ပေါ်လာတဲ့အခါမှာမိမိတို့အသက်ရှင်နေထိုင်တဲ့ community တွေမိမိတို့ရဲ့ society ကိုအကျိုးပြုရလျှောက်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီကနေ့မြန်မာပြည်မှာဆိုလို့ရှိရင်နိုင်ငံသားကောင်းတွေများကြီးလိုအပ်နေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ခေတ်ဆက်ဆက်မှာ တွေ့ရှိရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ကိုတိုင်စာဖတ်တတ်ကစားတည်တတ်တဲ့အရွယ်ကနေစပြီးမိမိကိုယ်ကိုနိုင်ငံသားကောင်းတဲ့ဦးဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ရင်းနဲ့ကျွန်တော်နေထိုင်လာခဲ့တာအခုချိန်ထိပဲဖြစ်ပါတယ်။ကျွန်တော်ဘဝရဲ့ဒီတဘာဝဖြစ်တည်မှုစိတ်မှန်တွေကိုခြားပြခြင်းအဖြစ်ညဝေခြင်းအဖြစ် ကျွန်တော်တို့လူထုတွေခြောက်မှာလူမှုတိုက်ပွဲတွေခြောက်မှာတစုံတရာအကျိုးပြုနိုင်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်သူနည်းကောင်းပဲဒီအရာဟာငွေကြီးကြီးအဖြစ်ဟုတ်တော့ကျွန်တော်အခု line တုံးနေဆိုရင်ကျွန်တော်ရဲ့ငွေကိုကျွန်တော်တုံးတာဖြစ်ပါတယ်ကျွန်တော်မှာထောက်ပံ့ခြင်းမရှိဘူး အာဒီ line တုံးရမယ်အတွက်ကြောင့်ကုန်ကြမ်း SAD ကိုအာ sponsor လုပ်ပေးရလည်းမရှိပါဘူးကျွန်တော်ရဲ့လောအခထက်ကနေရတဲ့ငွေကြေးကိုအရင်ကြီးပြုပြီးမှကျွန်တော်စီစဉ်တင်ဆက်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဘောနော်ဒီလိုအာအရာလေးတွေကနေပြီးတော့မိမိတိုင်းပြည်ကိုချစ်တဲ့နှလုံးသားကို အလူတွေအများကြီးပြုမှမဟုတ်ပါဘူးကြီးကြီးကျယ်ကျယ်လူတန်းပြနေမှမဟုတ်ပါဘူးအသေးပွဲလေးတွေတစ်ခုချင်းစီကနေစပြီးတော့ကိုပါဝင်နိုင်တလောက်ကိုကိုတိုင်းပြည်အတွက်ကိုလူမျိုးအတွက်ပါဝင်ဣရာဟာအချို့ပြုတာပဲဖြစ်ပါတယ်နိုင်ငံသားကောင်းပဲဖြစ်ပါတယ်ဒါကြောင့် DVD ကိုလေးတွေကနေတဆင့် ကျွန်တော်တို့ရဲ့မိဘပြည်သူလူထုတွေကျွန်တော်တို့ရဲ့မိတ်ဆွေတွေမိသားစုတိုင်ဝန်တွေဟာကောင်းတဲ့အမြင်အာရုံတွေကောင်းတဲ့အာရုံစုဆိုင်မှုတွေကောင်းတဲ့အာခံစားချက်တွေရရှိမယ်လို့ယုံကြည်မျှလင့်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်အနေနဲ့ဒီလိုအမ် a new CC NUG တို့နောက်တစ်ခါ CRPH တို့နောက်ဒီတိုင်းပြည်နဲ့ပတ်သက်တဲ့ဖွဲ့စည်းတွေကိုကျွန်တော်ထောက်ပြနေတယ်အကြံပြုနေတယ်ဆိုရအေးဟာဒါကျွန်တော်လုပ်ပြီးလုပ်ထိုက်တယ်လို့ကိုလုံနေတာဖြစ်ပါတယ်။ဘာကြောင့်လဲကျွန်တော်ဟာ နိုင်ငံရေးသမားတူလို့ကိုကိုကိုခံယူထားပါတယ်ကျွန်တော်ဟာတိုင်းပြည်ကိုချစ်ပြီးတော့တိုင်းပြည်ကိုအကျိုးပြုမဲ့နိုင်ငံရေးသမားတူလီဒါရှစ်ရူမှာနေချင်တဲ့နိုင်ငံရေးသမားတူလို့ကိုကိုကိုခံယူထားပါတယ်အဲ့ဒီကောင်းစဉ်အောက်ကနေကျွန်တော်လှုပ်ရှားရှိတာကိုကျွန်တော်လှုပ်ပါတယ်ကျွန်တော်ပြောရှားရှိတာကိုကျွန်တော်ပြောပါတယ် ကျွန်တော်ရှင်းလင်းတင်ပြဆရာရှင်းအောင်ကိုရှင်းလင်းတင်ပြပေးဖို့တာဝန်ရှိပါတယ်။ဒါဟာကျွန်တော်ရဲ့တာဝန်ပဲဖြစ်ပါတယ်။ဒီလောက်ဆိုရင်ကျွန်တော်တို့မိဘကြီးကိုမောင်မားတွေကျွန်တော်ဗာကြောင့်ဗီဒီယိုတွေစာရင်းနဲ့အာရှင်းလင်းတင်ပြနေတယ်ဆိုရဲအရှာကိုနားလေသဘောပေါက်ပြီလို့ယုံကြည်မျှော်လင့်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ အလုံးပိကင်းလုံးချုံချပါစေအလုံးတက်မှကြပါစေမြေမပြည်လည်းအမျက်ဆုံးအေးချမ်းပြီးတော့တည်ငြိမ်ပြီးတော့ဖွံ့ဖြိုးတိုးတက်ပါစေလို့ဆုတောင်းပေးပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံဆမှာနော်